င်စားနေတဲ့အခုလိုမျိုးပုံမှန်မှန်လေးတွေကိုဘယ်လိုမျိုးလုပ်ရမလဲဆိုပြီးတော့မေးထားတဲ့သူလေးတွေအတွက်ကိုအသက်ဒီဗီဒီယိုထဲမှာလာပြီးတော့မှမျှဝေပေးတော့ပါမယ်ဆိုတော့အသက်တို့တွေတူတူဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်ကြည့်ပြီးသားပြီဆိုလို့ရှိရင်တော့ကိုထုတ်ထားတဲ့ပုံလေးတွေကို comment box မှာမျှဝေပေးခဲ့လို့လည်းရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဒီချက်သက်ပါနောက်ဗီဒီယိုတွေမှာထပ်ပြီးတော့ဆုံကြမယ်နော်အရင်ဆုံးအသက်တို့ကဒီမှာရှိတဲ့ chat gpt app ထဲကိုဝင်လိုက်မယ် ဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့အပေါင်းလက္ခဏာလေးပေါ့နော်အဲ့ဒီအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးသွားတော့ခါမှာကိုယ့်ရဲ့ဒီမျက်နာပေါ့နော် မျက်နာထင်းထင်းရှားရှားပေါ်တဲ့ဓာတ်ပုံလေးတစ်ခုယူလိုက်မယ်ပြီးရင်ဖိုတိုဆိုတာလေးကိုယူလိုက်မယ်ပေါ့နော် တကယ်လို့ကိုကဖိုတိုဆိုတာကိုမယူဘဲနဲ့တခါတည်းပဲဓာတ်ပုံရိုက်ချင်နေဆိုရင်တော့ကင်မရာကိုယူပေါ့အဲဒါကတော့ကိုရဲ့ဖုန်းဂယ်လရီထဲမှာရှိပြီးသားဓာတ်ပုံကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဖိုတိုဆိုတဲ့လေးကိုသွားလိုက်မယ် ွားပြီးသွားပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့တဲခါမှာဓာတ်ပုံကကိုယ့်ရဲ့မျက်နှာလေးထင်ထင်ရှားရှားပေါ်တဲ့အားလေးပေါ့နော်အဲ့ဒါလေးတခုယူလိုက်မယ်โอเคပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်မှာရှိတဲ့ dance ဆိုတာလေးကိုနှိပ်လိုက်မယ် โอเคဒါဆိုလို့ရှိရင်ကျတော့သူပုံလေးကိုလှုပ်တင်းလှုပ်သွားပြီဆိုတော့ဒီ ChatGPT မှာပဲဖြစ်ဖြစ် AI နေမှာတော့သူရဲ့ limit လေးတော့ရှိတယ် limit ပြည့်သွားလို့ရှိရင်တော့အဲ့ဒါလို့ဒီနေ့ရက်မှာလှုပ်လို့မရဘူးနောက်ရက်မှာလှုပ်လို့ရမယ်မျိုးပေါ့เนาะဒီနေရာမှာကကျတော့ကိုပုံလေးထုတ်လိုက်တဲ့အခါမှာပုံထဲမှာပါစီခြင်းတဲ့အရာတွေကိုကိုသူ့ကိုသွားပြီးတော့မှ print လေးရေးပြရမယ်ပေါ့เนาะဆိုတော့တကယ်လို့ပေါ့เนาะဟို print နမူနာလေးတည်ခြင်းနေဆိုလို့ရှိရင် comment မှာအာ print နမူနာလေးပေးပါလို့ရေးပေးခဲ့ပြီပါအဲ့ဒါဒီ comment မှာလာပြီးတော့ပေးပေးမယ်ပေါ့เนาะဆိုတော့ ဒီ prompt လေးကိုနမူနာရပြီဆိုလို့ရှိရင်ဘာလေးတွေပြောင်းရမလဲဆိုတော့ accessory လေးတွေဘာလေးတွေပါကျင်လဲပေါ့နောက်တစ်ခုကကျတော့ဒီ box ထဲမှာဆိုလို့ရှိရင်ကိုပါကျင်တဲ့ accessory ကဘာတွေရှိလဲဥပမာအသက်ကတော့ဒီမှာ MacBook Air ပြီးရင် iPad အဲဒီမှာ sorry MacBook ကပါပြီးတာနော်အမ်ပြီးသွားပြီဆိုလို့ရှိရင် Sony camera စသဖြင့်ပေါ့နော် စသဖြင့်ပေါ့ဒါကတော့တယောက်နဲ့တယောက်တူမှာမဟုတ်ဘူးကိုပါစီခြင်းတဲ့အရာလေးတွေကိုသွားပြီးတော့မှဒီနေရာလေးမှာစားထိုးပြီးထည့်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် MacBook iPad ပြီးရင် Sony Camera Microphone Tripod စသဖြင့်ပေါ့နော်အသက်ပါစီခြင်းတဲ့အရာလေးတွေကိုရေးထားတယ်ပြီးတော့ဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့နာမည်ပေါ့နော်ဒီမှာကိုယ့်ရဲ့နာမည်လေးတွေ ်ပြောင်းမယ်ပြီးရင်သူ့ရဲ့အောက်မှာဆိုလို့ရှိရင်ဒီမှာဗားလေးတွေကိုထည့်ခြင်းလဲပေါ့အဲ့ဒါလေးတွေကတော့ကိုပြောင်းပြီးတော့မှထည့်ရမယ်ပေါ့နော်ကိုရဲ့နာမည်လေးတွေပါစေခြင်းနဲ့ accessory လေးတွေကတော့ဒါကတော့အသက်ကအသက်ပါစေခြင်းနဲ့အရာလေးတွေကိုပြွန်ရေးပေးထားတာဖြစ်တယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာရှိတယ်เนาะဒါလေးမြားလေးကိုနှိပ်လိုက်ပြီးတော့မှသူ့ကိုထုတ်ခိုင်းလိုက်မယ် ထုတ်ခမ်းလိုက်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါတို့ဘာတော့လောက်ရလဲဆိုလို့ရှိရင်သူအဲ့လိုမျိုးကိုပေးလိုက်တဲ့ print ပေါ်မှာမူတည်ပြီးတော့ပုံထုတ်နေတဲ့အချိန်မှာခဏတော့စောင့်ပေးရတယ်ပေါ့နော်ဒီခါလေးကြာလို့ရှိရင်ကျတော့အာနည်းနည်းလေးကြာတတ်တယ်ဆိုတဲ့အခါကျတော့ဒီမှာသွားပြီးတော့မှအဲ့ဒါတို့သူ loading လုပ်နေတာလေးကိုခဏစောင့်လိုက်ကြမယ် ဇန်နဝါရီလောက်တာပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးပုံလေးရလာပြီပေါ့နော်အဲ့ဒါအောင်မှာကိုကပုံသိမ့်ကျင်နေဆိုလို့ရှိရင်ကျတော့ဒီပုံနေရာလေးကိုလက်ကလေးနဲ့ကြာကြာလေးဖိမယ်ဖိပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ save ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးတော့သိမ့်လိုက်မယ် Okay ဒီနီလန်းလေးတိုင်းမယ်ကိုပုံလေးတွေပြီးပြီးတဲ့ခါမှာပုံလေးတွေသွားထုတ်လို့ရမှာမျိုးပဲဖြစ်ပါတယ်ဆိုတော့လှုပ်ကြည့်ကြည့်ပါလှုပ်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်လည်းကိုရတဲ့ပုံလေးတွေကို comment box မှာပြလာခဲ့ပြီနော်တီတီအောင် Okay လှုပ်ကြည့်ကြည့်ပါကျေးဇူးအများကြီးတင်ပါတယ်ဒီချေသက်ပါရှင်နောက်ဗီဒီယိုမှာထပ်ပြီးတော့送ကြမယ်နော်